အားမင်္ဂလာပါအခုကျွန်တော် sharing လုပ်ပေးမယ့် video လေးကိုကျွန်တော်ရဲ့အကြောင်းအရာတွေကျွန်တော်ရဲ့သင်တန်းသူသင်တန်းတွေကြည့်နေရဆိုလို့ရှိရင်တစ်ချက်လောက်ကြော်သွားပြီပါ Okay ဘာလို့ဆိုတော့တို့ကိုကျွန်တော်မကြည့်စီချင်ဘူးဒီနေ့ sharing လုပ်ပေးမယ့် AI ကတော်တော်လေးကိုကျွန်တော်တို့ powerful ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့လို powerful ဖြစ်တဲ့အတွက်ကြောင့်လို့တို့တို့ကကျွန်တော်ရဲ့ဒီ video ကိုကြည့်မိမယ်ဆိုလို့ရှိရင် ျွန်တော် task တွေဖြည့်တဲ့အခါကျွန်တော်မိခွန်းဖြည့်တဲ့အခါမှာတို့ဒီဒီ AI ကိုတုံးချသွားရင်ဘယ်လိုလုပ်ကြမလဲအဲ့တော့ကျွန်တော်ရဲ့အကြောင်းအရာတွေတစ်ချက်ကြော်တော့ပြီးပါကျေးဇူးတင်ပါတယ်ဆိုတော့စတာပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော် AI တခုကိုအာပြောပြဖို့ရှိပါတယ်အားလုံးသိပြီးသား AI ပါပဲဒါပေမဲ့သူ့ရဲ့ browser ပေါ့နော် browser နဲ့တွဲထားတဲ့ဒါသူ့ရဲ့ AI မှာ public city ပေါ့နော် public city ရောအားလုံး unique ကြမှာပါ နော်သူလည်းနာမည်ကောင်းရတဲ့ AI တခုပဲဒါပေမဲ့သူ့ရဲ့ဒီအဲ browser ကိုအခု तू က free တုံးဝင်ပေးလိုက်ပြီ AI ကတော့ data 200တုံးရပေးရတယ်လို့ပြောတယ်ပေါ့နော်အဲ့တော့အခုတော့ကျွန်တော်တို့က window တော့ mac တော့မှာဒါ free တုံးရသွားတဲ့အတွက်ကြောင့်မလို့အဲသူ့ရဲ့ဒါ premium service တူကျွန်တော်တို့တုံးဝင်ရတာနော်အဲ့တော့ဒီမှာကျွန်တော် browser လေးဖွင့်လိုက်မယ် browser လေးဖွင့်ပြီးတော့အဲဒီမှာကျွန်တော်ထပါတော့เนาะကြာကျွန်တော်တွားနေကြ website တစ်ခုပေါ့ website တစ်ခုမှာကျွန်တော်သွားမယ်ပြီးရင် listing ငယ်လုပ်မယ်ပေါ့နော်ဒါ link တွေနဲ့ကျွန်တော်လုပ်တိကြအတိုင်းပဲ listing ငယ်လုပ်တယ်ပေါ့ဗျာအဲ့တော့ listing ငယ်လုပ်တယ် future form အဲ့ဒီမှာဒါ listing ငယ်အဲလုပ်ဖို့တရားဒီမှာ exercise ယူထားပြီးဟုတ်ရင်နော်ဆိုတော့အဲဒီ listing ငယ်က1 to 10ရှိတယ်အဲ့1 to 10ကိုကျွန်တော်ကဒီဘက်မှာ assistant ခေါ်လိုက်မယ် assistant ခေါ်ပြီးတော့ကျွန်တော်သူ့ကိုဖြေခိုင်းလိုက် you know answer is is like ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်ရိုက်မိတယ်အဲ့တော့ကျွန်တော်ဒီမှာရိုက်လိုက်တယ်တွေ့လာတော့မသိဘူးအဒီမှာ answer this is the site ဆိုပြီးကျွန်တော်ရိုက်လိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာရိုက်လိုက်တယ်ရိုက်ပြီးကျွန်တော်ဒီမှာထုံးစံနိုင်မေးလိုက်မယ်ပေါ့နော် အုံးမိုင်းကော့ကဲရှင်းနေပါပြီအိမ်မှာနော်ခင်းနေပြီသူโอเคဆိုတော့အားလုံးမြင်ရလားမသိဘူးနော်โอเคဆိုတော့ကျွန်တော်မေးလိုက်တဲ့ဟာကိုသူဖြေနေတယ်ပေါ့နော် โอเคสรุปဒီဘက်မှာကျွန်တော်တို့အာဖြည့်ရပြီဒီမှာအဲဒီဘက်ကဟာရဲ့1 to 10ရဲ့ကျွန်တော်တို့အဖြည့်ရဒီမှာပေါ့နော်အ what time do you finish အမတူ machine check ပဲပါတယ်အဲ့တော့ပြီးရင်ကျွန်တော်တို့ဒီမှာ number 2ဆို are you going out this weekend ဒီမှာ machine check ရောပါတယ် ဲ့တော့ကျွန်တော်က online test တစ်ခုစစ်လိုက်တယ်ဗျာသူတို့ကဒီလိုဖြည့်ကုန်ကြရင်ဘယ်လိုလုပ်ကြမလဲလုပ်ကြပါဦးဒီဘေးမှာကျွန်တော်တို့နော်တစ်ခါလဲဖြည့်လိုက်ရင်လုပ်ကြမယ်ဒါကြောင့်မလို့ကျွန်တော်ပြောရပါကျွန်တော်အကြောင်းသားတွေနော်မကြည့်ပါနဲ့အဲ့ online test စစ်တဲ့အခါမှာတော်တော်ဒုက္ခရောက်သွားနိုင်တယ်ကျွန်တော် CR တွေပေါ့နော်ဆိုတော့အာဘေးမှာဒီလိုမျိုးတစ်ခါလဲတန်းပြီးတော့ပြလိုက်တဲ့အတွက်ကြောင့်အဖြေပြလိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကမိကွန်းတွေအကုန်လုံးကဒီမှာဖြစ်သွားပြီပေါ့နော် ကဲဒါကတော့အဲ1 2 3မှာ number 1ပြတာเนาะ number 2မှာကျွန်တော်အတန်နဲ့မေးချင်တယ်မေးလို့ရတယ်အတန်နဲ့ကျွန်တော်တို့သွားချင်တယ်သွားလို့ရတယ်အတန်နဲ့ချက်ချင်တယ်ဆိုရင်ကျွန်တော်ဒီမှာအဲအတန်နဲ့ကဒီမှာအတန်လေးပါတယ်ပေါ့เนาะအတန်ကျွန်တော် new dress ကိုသွားလိုက်မယ်ဒီမှာအတန် mode လေးပါတယ်ပေါ့เนาะဒီမှာဒီဒီဘေးမှာပေါ့အဲ့အတန် mode လေးကိုကျွန်တော်တို့ကနှိပ်လိုက်မယ်အဲနှိပ်လိုက်ပြီးတော့ခဏလေးเนาะကျွန်တော် number 3ကိုလောက်ခိုင်းလိုက်မယ်ရေးတဲ့ဟာလေးပေါ့ပြည့်စည်တဲ့ဟာလေး okay ဒါလေးပေါ့เนาะ Hello? Please answer the questions that you can see on the screen. The screen you're viewing contains a grammar exercise focused on future forms in English, such as will, be going to, and the present continuous. It involves completing a dialogue by choosing the most suitable future tense forms for the sentences. Each sentence has a blank where you need to insert the correct form of the verb to complete the conversation. For example, you might need to decide whether to use will, going to, or the present continuous form. Okay, I want you to answer for me, please. Uh, fill every single blank. I want you to answer the questions. Please fill every single blank with correct answer. Huh? I want you to answer the questions that you can see on the screen. To complete the exercise, here are the answers for each blank in the dialogue. 1. Are you doing? Present continuous. 2. Are we going out? Present continuous. 3. Will be working? Future continuous. 4. Will be? Future simple. 6. Am seeing? Present continuous. 7. Shall we meet? Future simple. 9. Will take? future simple. 10. We'll pick you up, future simple. You can fill in these answers on the website. Oh, no. If you need help with understanding any of the future tense rules or how to use them, feel free to ask. You're welcome. If you have any more questions or need further assistance, feel free to ask. Okay. So, ဒီလိုနည်းနဲ့ကျွန်တော်တို့ဖြေရိုင်းလေးကိုနည်းပြန်လို့ရတယ်။ဒါဒီလိုမျိုးတောင်မှလုံးလို့ရမှာတော့တခြားဟာကတော့ เนาะတခြားဘေးကွန်းနေ summarize လုပ်ခိုင်းတာတွေเนาะ dictionary လို့သုံးတာတွေကတော့ဗျာဒါပါမွားဖြစ်သွားပြီပေါ့ Okay ကျွန်တော်ကတော့တော်ကြီးကို end off ပါတယ်เนาะသူ့ရေလုံနိုင်စွမ်းအောင်လीအဲ့တော့เอ่อ public city ဒီလောက်တိုးတက် public city browser တောင် comment ကျွန်တော်မသိဘူးအမှန်တမ်းပြောတာပါနော်ဒီကျွန်တော် public city ကို AI နေနဲ့ပဲသုံးတယ်သူရဲ့ browser ကိုတော့ကျွန်တော်လုံးဝမသုံးပြဘူးအလကားမရလဲပါဘောနော်အခုတော့ဒါ free ဖြစ်သွားပြီဆိုတော့ I want you to try this guys it's really powerful အဲ့တော့တော်တော်လေးကို jaw dropping ဖြစ်သွားမယ်เนาะ AI new လို့ပဲကျွန်တော်ပြောခြင်းပါတယ်အဲ့တော့ကျွန်တော်ရဲ့ចောင်းသားរីเนาะកောင်းတဲ့ဘက်ကနေပြီးအသုံးချပါလို့ကျွန်တော်ပြောခြင်းပါတယ်เนาะအဲ then နေ့မှာကျွန်တော်ပြောသလိုပဲ please apply it in a proper way ကောင်းတဲ့နည်းနဲ့ပဲကျွန်တော်တို့သုံးချဖို့လိုမယ်ဒါကတော့တရားချင်းစီရဲ့ responsibility ဖြစ်သွားပြီပေါ့เนาะဒါပေမဲ့ဒီလိုလုံနိုင်ဆိုရင်ကတော့တကယ်ကိုမိုက်ပါတယ်ဆိုတော့ AI လောကကလည်းဒီနေ့ ကျွန်တော်တို့ဆက်ပြတ်သွားပြီဆိုလို့ရှိရင်နောက်တစ်ခုအစ်စ်ပေါ်လာတယ်လားအောင်မြင်ရတယ်ဆိုတော့ဒါလေးကလည်းတော်တော်လေးကျွန်တော်အတွက်တော့အစ်စ်ဖြစ်နေတယ်ပဲเนาะဆိုတော့စမ်းကြည့်ပါတကယ်ကောင်းပါရဲ့เนาะဆိုတော့အသုံးချလို့ရတယ်နည်းအများရှိပါတယ်ဒါနဲ့ပတ်သက်တဲ့ဗီဒီယိုလေးကျွန်တော်လုပ်ပေးပါအောင်ဒီနေ့ကတော့ဒါမိတ်ဆက်အနေနဲ့လုပ်ပြရတာပါเนาะကျွန်တော်အန်အောလုံးလို့ပါ Okay so i want you to try this ai guys please try it okay so see you in the next video bye bye have a sweet day